ွားပြီးမမတို့ကအခုဒီဟိုပင်ငလျင်ဖြစ်တယ်ပေါ့နော်တောက်ကြနေရစာတီရတယ် အာကျမတို့ဒီငလျင်ဖြစ်တဲ့နောက်ပိုင်းမှာလည်းအခုဆက်တွေ့တွေပြက်နေကြတယ်အားလုံးကလည်းစိတ်ပူနေကြတာပေါ့နော်ဒီမှာရှိရဲဟိုမှာတငယ်ချင်းတွေရှိမယ်ဆွေမျိုးတွေရှိမယ်အဲစိတ်ပူနေကြတဲ့အခါမှာကျမတို့တနေရပေါ့နော်ဒီလိုမျိုးအားလုံးအတွက်အာဘာသာပေါင်းစုံစူတောင်းပွဲလေးတစ်ခုကိုလုပ်တင်နေလို့ထင်လို့ဒီပွဲလေးကိုလုပ်ဖြစ်တာပါ And I just want to say a few things before I pray for the people uh, who are affected by the earthquake uh, the other day and also uh, all of the people in Myanmar who has been suffering because of the, the persecutions and the civil war that's happening in Myanmar right now. အနောက်ရ၌ရှိသောအနန္တစကြဝဠာအနန္တတတဝါတို့ဘေးရန်ကင်းကြပါစေသိသိရဲ့ကင်းကြပါစေကိုသိရဲ့ကင်းကြပါစေကိုသိရဲ့ကင်းကြပါစေသိသိရဲ့ ်ကင်းကြပါစေ။ဘောင်းရဲ့ရှိသောမြမပြီမှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာများအားလုံးကိုကိုရရှင်ဒီမိသားဖြစ်ပါတယ်။ဗာဒီတာများခံစားရမို့ဘေးအန္တရာယ်အမျိုးမျိုးကြားကနေလဘာဝဘေးအန္တရာယ်ငလင်းကြောင်းမန္တလေးစကိုင်းအနီးတစ်ဝိုက်မှာလူအများကြီးတည်ပြီးတကာလဖြစ်ရှိနေတဲ့ဒီအောက်မှာ နှိမ့်မြုပ်နေတဲ့သူများဘူးအိမ်မဲ့ပြီးလမ်းပေါ်မှာနှိမ့်နေတဲ့သူများအစသဖြင့်အမျိုးမျိုးဒုက္ခရောက်ရှိနေတဲ့သူများကိုကိုရောရှင်ဖြစ်ပါတယ်တော်လိုင်းရဲ့လုံနေတဲ့ကျွန်တော်တို့နှုတ်လို့ရစခန်းကလေးစခန်းရပြဲမှန်ဆိုတဲ့မွတ်စလင်ကလေးရဲ့မိသားစုဝင်6ယောက်လည်းပါသွားပါတယ်အားလုံးဆုံးသွားပါတယ် ။အိုရှင်ကျွန်တော်မျိုးတို့ရဲ့စွတောင်းမြတ်တာရှင်လက်ခံကပူပြူတော်မူပါ။ဘယင်ဘေးခံနေရတဲ့အချိန်မှတော့မှဒီလိုတိုက်လေရင်နေနဲ့ဆက်ပြီးတော့ဘုံကျဲနေတဲ့ဒီမိစ္ဆာတွေကိုအရှင်အမြန်ဆုံးအေးအေးယူတော်မူပါ။အားလုံးညီကောင်မောင်နှမတွေကိုယ်လုံးချစ်ချစ်ခင်ခင်နဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်တည်ဆောက်နိုင်တဲ့အခွင့်အရေးအရှင်ကြီးမြတ်တော်မူပါ။ကျွန်တော်တို့45ဦးလောက်သုံးသွားတယ်ဆိုတာလည်းကျွန်တော်တို့ကြားပါတယ်ဒီ မက်လာမှာရှုံးသွားတဲ့ဒီအတွက်ကျွန်တော်တို့ဟိန္ဒူလူမျိုးစုကသာသတားတဲ့စိတ်ကိုကောင်းချရပါအောင်အခုကာလမှာဘက်ဘက်ကစစ်တပ်ကစစ်ခွေးတွေကကျွန်တော်တို့တွေကိုဘက်ဘက်ကဒုက္ခပေးနေတဲ့အချိန်မှာဒီလိုသဘောပြည့်ရတဲ့ဆက်ပြီးတွေ့ရတဲ့အတွက်ကျွန်တော်တို့အင်ပါတန်ကိုဝမ်းနေရပါတယ်ကျွန်တော်တို့ဒီလိုဖြစ်နေတဲ့လူတွေကိုလုံးဒုက္ခတွေရောက်နေတဲ့နိုင်ငံလုံးမှာရှိတဲ့လူတွေကိုလုံးကျွန်တော်တို့ဒီဘာသာတရားတွေရဲ့အင်အားတွေအားလုံးညီညွတ်ကြပါစေ know that if we use this energy to come together and to help the, the people as much as we can, we can make sure they don't feel alone, feeling abandoned. If we can come together and, um, and, and show them that they're not alone and that, and that they have people across the world thinking of them. It has broken my heart to see um, on the news about the earthquake and it makes the already difficult situation a hundred times worse. Um, the, it's, it's difficult to speak to the people that I know, uh, but the ones I have spoken to um, are, are, facing immense difficulty. Even during a time of crisis, when earthquake just struck, people being killed by earthquake, as well as junta is bombing the remaining people. Actually, um, Myanmar should have um, a fly zone ban whereby military uh, juntas cannot fly airplane to uh, kill people တဘာဝဘေးရနေဆိုတာနိုင်ငံတိုင်းမှာရှိရဒါပေမဲ့ဒီချိန်မှာဒါလူငယ်အများကြီးဒါရှိခဲ့မယ်ဆိုရင်ဒါတွေကမြင်မြန်ပြက်လက်ထူထောင်ရုပ်မြင်မြန်ပြန်လုံးနိုင်မယ်အခုလိုမျိုးကဲဆယ်တာတွေကြဲကြံနေမှာမဟုတ်ဘဲနဲ့မြင်မြန်ကဲဆယ်နိုင်မယ်လို့ယုံကြည်ရပြီးတော့အတော်ရဲ့မှာရောက်နေတဲ့လူငယ်တွေညီမရဲ့အဲကောင်လေးကလည်း ပြည်ပဒေဖန်ဖို့ဆဲက PDF တယောက်ပါသူသူသားမျိုးပေါ်မှာရှိရဆိုရင်သူကိုယ်တိုင်းသွားကြင်နိုင်မှာပဲဆိုရဲစိတ်နဲ့ဘာမှမလုပ်နိုင်တဲ့စိတ်နဲ့သူ့မှာအခုနေမကောင်းဖြစ်နေရတယ်ဒါရင်အားလုံးဟာဘင်းအောင်လိုင်းခေါင်းဆောင်နဲ့စစ်အာဏာရှင်ကြောင့်ဖြစ်နေရတာကြီးပဲဒါပေမဲ့အခုလိုဖြစ်နေတဲ့အချိန်မှာတော့မစစ်တပ်ကနေပြီးတော့တကယ်တနာကျင်လာတဲ့စိတ်မရှိပဲနဲ့ထပ်ပြီးတော့ air strike တွေနဲ့ပုံနေကျဲတယ် ဆက်ပြီးတော့တိုက်ခိုက်နေကြအောင်တို့ရဲ့အတွက်ကျွန်တော်အယံခံစားရပါတယ်။အဲဒီအတွက်ကျွန်တော်တို့ဒီ UK မှာရှိတဲ့မွန်မမတွေအားလုံးအားလုံးလေးစားရတဲ့သူတွေအားလုံးဒီလိုညမှာလာပြီးရောစီတောင်းပေးတယ်။ဒါလို့ရှိရင်အများနဲ့ကျွန်တော်တို့ဒီတော်လန်ရေးကိုလုံးဝအားခဲရတယ်။အဆုံးမပြေဘူးဆိုတာကိုပြရတဲ့အတွက်ကျွန်တော်အယံဝမ်းသာပါတယ်။ဆက်ပြီးတော့ကျွန်တော်တို့အားလုံးပူးပေါင်းပြီးရောဆက်သွားမယ်။ကျွန်တော်တို့ကလည်းဂရုပေးသလိုအားလုံးလည်း သူတို့ပါဝင်ပေးပါဆက်ပြီးပါဝင်ပေးပါခရီးမပါသေးတဲ့သူတွေကိုလည်းဆွဲခေါ်ပြီးပါဝင်ပေးပါကျွန်တော်ဒီတမတော်ရဲ့စစ်ကောင်စီရဲ့ကျုံးပါတဲ့ဟာအောက်မှာကျွန်တော်ဆက်နေလို့မဖြစ်ပါဘူးဒါသူတို့စီကလူစိတ်မရှိဘူးဆိုတော့ကျွန်တော်တို့ဒီဒီလိုဖြစ်ရတဲ့ဖြစ်တဲ့အချိန်မှာသူတို့ဘယ်လို react လုပ်လဲဆိုတာကိုမြင်တာနဲ့အရင်သိသားပါတယ်အဲ့ဒီတော့ကျွန်တော်တို့တော်လိုင်းအောင်အောင်မှညမှာဖြစ်တဲ့အတွက်အားလုံးဆက်ပြီးတော့အတင်းထားကြပါလို့ကျေးဇူးများရှင်ပါတယ်အဲ့တော့ ျမကဒီနေရာနေပြောခွင့်ရမယ်ဆိုလို့ရှိရင်တစ်ခါပါလုံးမှာရှိတဲ့နိုင်ငံတကာမှာရှိတဲ့နော်ခေါင်းဆောင်များအနေနဲ့ကျမတို့နိုင်ငံကိုအကူအညီပေးမယ်ဆိုလို့ရှိရင်အာနာရှင်စစ်အာနာရှင်များစီကနေတဆင့်ကူညီပေးတာမျိုးမဟုတ်ပဲနဲ့တိုင်းရိုက်ကျမတို့ပြည်သူတွေစီကိုအကူအညီပေးစိတ်ချင်ပါတယ် ။ဩစတြေးလျကတော့ဒီသူတို့ရဲ့ပေးတဲ့ပတ်စံတွေအကုန်လုံးကစစ်ကောင်စီ channel ကမတော်ပါဘူးလို့ပြောတယ်ပေါ့နော်။ UK အနေနဲ့လည်းစစ်ကောင်စီကနေမတော်ပါဘူးဆိုတာကိုသိဖြစ်စေချင်ပါတယ်။နောက်တစ်ခုကကြတော့ဒီ UK အနေနဲ့ local organization တွေနော် grassroots organization တွေချိတ်ဆက်ပြီးပြသွားစေချင်ပါတယ်။စစ်ကောင်စီကစီကိုရောက်သွားမှာကို immediate ဆိုရင်ပါတယ်။စစ်ကောင်စီကဒီ web ပေါ်အနေနဲ့တုံးလိုက်မှာကိုကျမတို့မြန်မာလူလူကအကုန်အယမ်းဆိုရင်ပါတယ်ရှင်။